င်္ဂလာပါခင်ဗျာ2014ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း RFP ရုပ်သံသတင်းမဂ္ဂဇင်းအစီအစဉ်ကိုအမေရိကန်ပြည်သူ့ဝါရှင်တန် DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါခင်ဗျာကျွန်တော်ကကျော်မန်းထုံးပါ RFP ဘတ်စင်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိစနေနေ့တိုင်းတင်ဆက်နေပါတယ်ဒီအစီအစဉ်ကိုပဲတနင်္ဂနွေနေ့တနင်္လာမနေ့ပိုင်း9:00နာရီခွဲမှာဒီချိန်နေ့လယ်တနင်္လာမှာဒီချိန်ပြန်ပြီးထုတ်လွှင့်သွားမှာဖြစ်ပါတယ်အခုတော့ပထမဆုံးအစီအစဉ်ဖြစ်တပတ်အတွင်းထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြမှာဖြစ်ပါတယ် အဲ့ဒီနောက်မှာဝန်ကြီးဌာနတွေရဲ့စီမံကိန်းတွေမှာအခရီးလိုက်စားမှုတွေရှိနေတဲ့အကြောင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပြောဆိုချက်အစိုးရငြိမ်းချမ်းရေးလုပ်ငန်းကော်မတီရဲ့အသုံးစိမ့်နဲ့ပတ်သက်လို့ဝန်ကြီးဦးအောင်မင်းရဲ့ရှင်းလင်းချက်အကြောင်းတွေကိုပြည်သက်တွေရှုစားမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာကိုရောင်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီးတော့ဖန်စီခံထားတဲ့မြန်မာနိုင်ငံသားနှစ်ဦးနဲ့ပတ်သက်တဲ့မိသားစုသတင်းစာရှင်းလင်းပွဲအကြောင်းပြောပါမယ်။ရှင်းလင်းလုံးရေတော်ဘုံကြီးကနေပေါ်ပေါခဲ့တဲ့လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီ26နှစ်ပြည့်အခမ်းအနားအကြောင်းကိုလည်းဒီနေ့မှာထုတ်လွှင့်မှုရှိပါတယ်။ ဈေးကွက်ထဲမှာအဆင့်တန်းမမီတဲ့တရုတ်မုန့်တွေအများပြားဝင်ရောက်နေတဲ့အကြောင်းထုတ်လွှင့်ပြီးမှဒီတစ်ပတ်အတွက်နောက်ဆုံးအစီအစဉ်ဖြစ် RFU ရေးတဲ့စာပေးတဲ့စာအစီအစဉ်ကိုပြည်သက်တွေရှုစားမှာဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်ပထမဆုံးအစီအစဉ်ဖြစ်ပြီးခဲ့တဲ့သတင်းပတ်အတွက်မှထူးခြားတဲ့မြန်မာသတင်းတွေကိုထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဝိုင်းတော်သားကိုနေကျော်ကအစီအစဉ်တင်ဆက်ထားပါတယ်ခင်ဗျာ င်္ဂလာပါခင်ဗျာတပတ်တွင်းသတင်းအစီအစဉ်ကကြိုဆိုပါရစေ။စကိုင်းတိုင်းလက်ပရောင်းတောင်ဒေသမှာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းနှစ်ယောက်ကိုပြန်ပြီးဆွဲမှုနဲ့ဖမ်းဆီးတရားစွဲခံထားရတဲ့မန္တလေးရန်နာပုံဝေးတင်တက္ကသိုလ်ကျောင်းသူမတ်ဖြူနင်းထွေးကိုအော်တိုဘာလ15ရက်နေ့မှာရင်းမာပင်ခရိုင်တရားရုံးကတရားရှင်ပြန်လွှတ်ပေးလိုက်ပါတယ်။တရားလိုဖြစ်တဲ့ဝမ်ပေါင်ကုမ္ပဏီရဲ့ဂျင်းနီစီမံကိန်းတာဝန်ခံကတရားရုံးမှာအမှုကိုလာရောက်ရုပ်သိမ်းခဲ့တာပါ။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတက်မကများအဖွဲ့ချုပ်အဖွဲ့ဝင်တူဖြစ်တဲ့မတ်ဖြူနင်းထွေးဟာလက်ပရောင်းတောင်ဂျင်းနီစီမံကိန်းဒေသက မြေယာသိမ်းခံထားရတဲ့တောင်သူတွေကိုကူညီနေသူဖြစ်ပါတယ်ခင်ဗျာတောင်ဆက်စုကျင်တဲ့တိုင်းသားဒီမိုကရေစီအင်အားစုတွေကိုဂျားပြအစိုးရဖြစ်တင်မြောက်ကြောင်းသတင်းဖော်ပြခဲ့တဲ့အပတ်စဉ်တော့မွန်တက်နေဂျာနယ်ပါရှင်ဂျာနယ်အက်ဒီတာနဲ့သတင်းတော့စုစုပေါင်း9ဦးကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ခါခွေနဲ့အော်တိုဘာလ16ရက်နေ့မှာပပယ်ရန်မြို့နယ်တရားရုံးကထောင်နဲ့2နှစ်စီချမှတ်လိုက်ပါတယ်ဒီမှုကိုမီဒီယာဥပဒေနဲ့စစ်ဆေးပေးဖို့တင်ပြခဲ့ပေမဲ့မူလဆွဲဆိုခဲ့တဲ့ပုံမှန်905ခါခွေနဲ့ပဲအခုလိုမိတ်ချမှတ်လိုက်တာဖြစ်တယ်လို့ အဖို့ကိုလိုက်ပါဆောင်ရပေးခဲ့တဲ့တရားလွှတ်တော်ရှင်းနေဦးကျော်မင်းကပြောပါတယ်ပြည်တန်ချမခံရသူတွေကတော့မွန်တက်နေကြတယ်ကပိုင်ရှင်ဦးကျော်မင်းခိုင်ဦးရင်မင်းထွန်းအက်ဒီတာဦးအောင်တန်းဦးဝင်းတင်ဦးနိုင်ဆိုင်အောင်နဲ့သတင်းတော့ကိုမင်းဝတ္တန်တို့ဖြစ်ပါတယ်ကာကွယ်ဦးစည်းချုပ်ဘုံချုပ်ဝင်းကြီးမင်းအောင်လှိုင်နဲ့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကကိုယ်စားလှယ်တွေအော်တိုဘာလ14ရက်နေ့ကနေပြီးတော့မှတွေ့ဆုံခဲ့ပါတယ်သတင်းမီဒီယာတွေအနေနဲ့တမရော့ဆိုင်ရာသတင်းချက်လက်တွေကိုအခက်အခဲမရှိရယူနိုင်ဖို့ ဝကြုံမှုကြီးမင်းအောင်လှိုင်ကသဘောတူခဲ့တယ်လို့အဲ့ဒီတွစ်ဆုံပွဲမှာပါဝင်ခဲ့တဲ့စာနေစင်းကောင်စီအဖွဲ့ဝင်ဦးစောသက်ထွေးကပြောပါလေ။ဒါပြင်မီဒီယာသမားတွေအနေနဲ့တမရော့ဆိုင်ရာသတင်းတွေကိုရယူတဲ့အခါမှာလွန်ကြုံဘေးကင်းစေဖို့အတွက်နှုံးနှစ်ဖက်နားလည်မှုရှိအောင်လိုက်နာမယ့်အချက်တွေကိုဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ထိုင်းနိုင်ငံတောင်ပိုင်းကော့တောင်အပန်းဖြေကျွန်းမှာဗြိတိန်နိုင်ငံသား2ဦးအသက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီးထိုင်းဆိုအပ်တဲ့အဖြစ်မြန်မာလူထုမှ၃ဦးကိုစူရထာနီခရိုင်ကော့စမွေတရားရုံးမှာ အော်တိုဘားလာ၁၄ရက်နေ့ကစစ်ဆေးပြီးတဲ့နောက်မှာတော့ပြန်လွှတ်ပေးလိုက်ပါတယ်။သူတို့၃ရက်ထွက်ဆိုချက်တွေကိုအစိုးရရှေ့တွေကတလာတွင်းစစ်ဆေးပြီးတရားရုံးကိုအမှုတင်သွင်းသွားမယ်လို့သိရပါတယ်။သူတို့၃လုံးကဒီအမှုမှာမြန်မာနိုင်ငံသား၂ဦးပါဝင်ပတ်သက်တယ်ဆိုတာမသိပါဘူးလို့တရားရုံးမှာထွက်ဆိုခဲ့တဲ့အကြောင်းအမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှင်းနေဥအောင်မျိုးတန်းကပြောပါတယ်။ဒီထွက်ဆိုချက်တွေကြောင့်တရားခဏတွေကိုကာကွယ်ပေးနိုင်မယ့်အချက်တွေကိုရရှိလာပြီးအမှုအတွက်အလားအလာကောင်းမွန်တယ်လို့မြန်မာတရားခဏတွေဘက်ကလိုက်ပါဆောင်ရွက်နေသူတွေကပြောပါတယ်။ ကော့တောင်းကျောင်းလူသားမှုနဲ့ဆွဆွဲဖန်းစည်းခံထားတဲ့မြန်မာလူငယ်နှုတ်ကိုလူခွေရဲ့အပြေအဝါရရှိအောင်ဆောင်ရွက်ပေးဖို့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ကထိုင်းနိုင်ငံအမျိုးသားဥပဒေပြည်လာခံဥက္ကဋ္ဌကိုတိုက်တွန်းလိုက်ပါတယ်။တရားဥပဒေရှေ့မှောက်မှာမျှတတဲ့လူသားအခွင့်အရေးရရှိရမယ့်အကြောင်းထိုင်းလွှတ်တော်ကိုပေးဖို့တဲ့သဘောလားကိုဦးခင်အောင်မြင့်ကအမျိုးသားလွှတ်တော်မှာအော်တိုဘာလ17ရက်နေ့ကဖတ်ကြားတင်ပြခဲ့တာပါ။အဲဒီသဘောလားကိုအမျိုးသားလွှတ်တော်ကဖွဲ့စည်းထားတဲ့နိုင်ငံရေးစီးပွားရေးနဲ့ဥပဒေရေးရာကော်မရှင်ကဥပဒေပညာရှင်တွေ ဥရေကျန်းကော်မတီဥက္ကဋ္ဌလွှတ်တော်အုပ်ချုပ်မှုနဲ့လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌတွေနဲ့ဥခင်အောင်မြင့်တို့ဆွေးနွေးတိုင်ပင်ပြီးပေးပို့ခဲ့တာလို့သိရပါပါတယ်ခင်ဗျာတရားဝင်နိုင်ငံရေးပါတီတည်ထောင်ဝယ်ရရှိလာတဲ့ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ကွန်ဂရက်ပါတီ KNCD ရဲ့အလံနဲ့ဒစိမ့်အမှတ်သားဟာမတရားအသိအဖြစ်ကျင်းပခံရတဲ့ KIO ကချင်လူမျိုးရေးအဖွဲ့အလံနဲ့ဆင်တူနေတဲ့အတွက်ပြင်ဆင်ပေးဖို့ရွေးကောက်ပွဲကော်မရှင်ကအကြောင်းကြားထားတယ်လို့သိရပါတယ် KIO အလံနဲ့ဆင်တူနေတဲ့အတွက်ပြည်ထောင်ဝန်ကြီးဌာနကကော်မရှင်ကို အကြောင်းကြားကန့်ကွက်ခဲ့ပြီးတဲ့နောက်မှာလက်ရှိအလံနဲ့တစိုက်ကိုဆက်လက်အသုံးမပြုဖို့တားမြစ်လိုက်တာပါ KNCD အလံဟာအနည်းအစိမ်းအောက်ခံမှာဒါနလန်နဲ့ကြဲပြူတလုံးပါရှိပြီး KIO အလံမှာကြဲပြူတလုံးမပါတာကလွယ်လို့ကျန်တာအလုံးတူနေတဲ့အတွက်လူလူကြားမှာယုံမှတန်တရားဖြစ်စေနိုင်တယ်လို့ရုပ်ောက်ပွဲကော်မရှင်ရဲ့အကြောင်းကြားစာမှာပါရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာပထမဆုံးအမျိုးသမီးနိုင်ငံရေးပါတီထူထောင်ခွင့်ရရှိဖို့အတွက်မွန်အမျိုးသမီးတွေဦးဆောင်ပြီးရုပ်ောက်ပွဲကော်မရှင်ကိုရှောက်ထားလိုက်ပါတယ် လက်ရှိနိုင်ငံရေးပါတီတွေမှာအမျိုးသမီးတွေတန်းတူရည်တူနေရာမရသေးတာကြောင့်နိုင်ငံရေးမှာထိထိရောက်ရောက်ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်အခုလိုအမျိုးသမီးနိုင်ငံရေးပါတီထူထောင်ဖို့ကြိုးစားတာဖြစ်တယ်လို့ပါတီဥက္ကဋ္ဌဖြစ်တောင်းယူမဲ့မိသန်းရှင်ကပြောပါတယ်ပါတီအနေနဲ့2015ရွေးကောက်ပွဲမှာမွန်ပြည်နယ်ကိုအခြေပြုပြီးတခြားတိုင်းနယ်ပြည်နယ်တွေမှာလည်းဝင်ရောက်ရှင်ပိုင်သွားမှာဖြစ်ပြီးအဲ့လိုရှင်ပြိုင်နိုင်ဖို့အတွက်တနိုင်ငံလုံးကအမျိုးသမီးတွေနဲ့ချိတ်ဆက်ပြီးတိုးချဲ့ဖွဲ့စည်းရမယ်လို့သိရပါတယ်ခင်ဗျာ တပတ်တွင်ထူးခြားတဲ့သတင်းတွေကိုကိုနေကျော်တင်ပြသွားတာဖြစ်ပါတယ်။အခုဆက်ပြီးတော့သတင်းပေးပို့ချက်တွေသတင်းဆောင်ပါတွေကိုထုတ်လွှင့်မှာဖြစ်ပါတယ်။အစိုးရစီမံကိန်းတွေမှာဒေတာအာနာပိုင်းတွေနဲ့ကုမ္ပဏီတွေပူးပေါင်းပြီးတော့အာဂရီလိုက်စားမှုတွေရှိနေတဲ့အကြောင်းလွှတ်တော်ကိုယ်စားလှယ်တွေကအောက်တိုဘာ23ရက်နေ့ကပြုလုပ်တဲ့အမျိုးသားလွှတ်တော်စည်းဝေးမှာအချက်လက်တွေနဲ့တင်ပြခဲ့ကြပါတယ်။ကျွန်တော်တို့အဖေဖွဲ့သားကိုခမောင်စိုးမင်းကတင်ပြထားပါတယ်ခင်ဗျာ။အစိုးရကခွဲဝေပေးလိုက်တဲ့ဖွံ့ဖြိုးရေးငွေကြေးတွေကို ဒေတာအာနာပိုင်တွေနဲ့ကုမ္ပဏီတွေပူးပေါင်းအကောင့်တွေဖော်ရမှာကြမ်းခိုင်မှုတွေမရှိတဲ့အကြောင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်တွေကအမျိုးသားလွတ်တော်ဥက္ကဋ္ဌကိုအချက်လက်တွေနဲ့ပေးအပ်ကြပါတယ်လွတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ကအစိုးရကချပေးတဲ့ဖွံ့ဖြိုးရေးရန်ပုံငွေတွေဟာဈေးသီးပန်းမှောက်ကြသလိုဝိုင်းလူကောက်ကြတဲ့အတွေ့လွတ်တော်ကိုယ်စားလှယ်တွေကကိုယ်နယ်ကိုဆင်းပြီးပြန်လည်စစ်ဆေးဖို့ပြီးခဲ့တဲ့လကပြောဆိုခဲ့ပါတယ် ဥပမာလောင်းရှီမှာရှိတဲ့အေယာဝရီကုမ္ပဏီကလုပ်တဲ့သိန်း1000နဲ့8သိန်းသုံးပြီးတော့ဆောက်တဲ့နှစ်ထပ်ကျောင်းဆောင်တစ်တန်းကျောင်းအဲဆိုရင်တိုင်အလုံး90အကုန်လုံးဆက်ထားဆက်ဆိုရယ်ဆိုရဲရွာရောက်တော့သိန်း1200နဲ့ဂျစ်လက်ကျမကြီးဌာနကွဲဆောက်တာအဲ့ဒါတွေ့လိုက်တွေ့ရတော့သူကဖောင်ဒေးရှင်းကတပေပဲရှိကျွန်တော်ပေထိုးတဲ့တိုင်ကြီးဟာမစ်တပေတော့မဟုတ်ဘူး estimate ပေးသား estimate မရှိဘူး။မရှိပါလို့ဆောက်တာ။ချက်ထားဒါကိုဖြတ်။ဖြတ်မလား။လက်လက်သွေးရမလားဆိုတော့ချက်ပါမယ်။အဲဖြတ်မလား။ခဏနေလာကြည့်မယ်။ဆိုတော့ရွာထဲကတခြားအရာစာတင်ကြောင်းတွေပါသွားကြည့်ပြန်လာတော့သူတို့ဖြတ်နေတာပြုဒါကဇီးဇီးပန်းပောက်ခါစာလေးရှိသေးတယ်။အဲ့ဒီလိုနိုင်ငံတော်ကချမှတ်ပြီးတဲ့ငွေတွေကိုဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာထိထိရောက်ရောက်အသုံးမပြုတာဟာမွန်ပြည်နယ်မှာလည်းရှိတယ်လို့သက်ဆိုင်ရာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။ ဒီဘိုးဇာနဲ့ဆိုင်တယ်လျှက်စစ်ရေအားလျှက်စစ်နဲ့ဆိုင်ဒီသေးစားလောက်တာအာဒီချလိုက်တဲ့ဘက်ချက်ပမာဏနဲ့သူတို့လောက်တာလုံးဝမတန်ဘူးဒါနဲ့ပတ်သက်လို့အစိုးရကလည်းလွတ်တော်ကအချက်အလက်နဲ့ထောက်ပြတာရှိရင်အရေးယူပေးမယ်လို့ပြောဆိုပါတယ်ဟိုစနေကမြို့သားလူတော်ဥက္ကရာယူကျွန်တော်တင်ပြတာအချက်နဲ့လက်နဲ့ပြောရင်ကျွန်တော်တို့ဆောင်ရွက်ပြီးအသိရှိတယ်လို့ကျွန်တော်တို့တင်ပြခဲ့တာဟုတ်သူကမြို့သားလူတော်ကိုယ်စားလှယ်တွေကိုအောက်မှာအောက်ရှိမှာသွားကြည့်ပြီးတော့ ်တန်ယူခဲ့ပါဆိုတော့ဒီလိုချက်လက်တွေရတဲ့ခါမှာကျွန်တော်တို့ပိုကောင်းတာပေါ့ဆိုတော့ကျွန်တော်ကလည်းအချက်ဘာလို့ပြောရလဲဆိုတော့အရင်မကြည့်ဘူးတကယ်ကြတော့လေကျွန်တော်တို့ကအချက်လက်ခိုင်မောက်ဖို့အတွက်ဟောဆိုပြည်သူတဦးချင်းကတင်ပြထားမှလည်းအချက်လက်ခိုင်မောက်ကျွန်တော်ကအရေးယူဆောင်ပေးရအခုလိုအမျိုးသားလွတ်တော်ကိုယ်စားလှယ်တွေအချက်အလက်နဲ့ထောက်ပြတဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့အခရီးလိုက်စားမှုတွေကိုအမျိုးသားလွတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ကသမရဦးသိန်းစိန်စီအတိပေးသွားမယ်လို့သိရှိရပါတယ်ခင်ဗျာ ဒါတော့ကိုကမောင်စိုးမင်းတင်ပြသွားတာဖြစ်ပါတယ်။အစိုးရငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဒုဥက္ခရာဖြစ်တဲ့သမရာယုံဝန်ကြီးဦးအောင်မင်းကသူတို့အဖွဲ့ရဲ့အသုံးစင်းနဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးအောက်တိုဘာ23ရက်နေ့ကကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလာရောက်ပြီးရှင်းပြခဲ့ပါတယ်။ဒီအကြောင်းကိုကျွန်တော်တို့ဖွဲ့သားကိုကမောင်စိုးမင်းကပဲတင်ပြမှာဖြစ်ပါတယ်ခင်ဗျာ။မြန်မာငြိမ်းချမ်းရေးစင်တာ MPC ဥက္ကဋ္ဌသမရာယုံဝန်ကြီးဦးအောင်မင်းဟာပြည်ထောင်စုလွှတ်တော်ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖော်ဆောင်ရမှာနိုင်ငံတကာကထောက်ပံ့ကြေးငွေတွေ၃ဆဲပုံကိုရှင်းပြပါဗျာ။အခုနိုင်ငံတကာဘက်ကနေလာကျွန်တော်တို့နိုင်ငံတော်အစိုးရတက်ကိုအခုဘာပဲဖြစ်ဖြစ်ဂျုံချီလို့ထောက်ပံ့လာတာဖြစ်တယ်။အဲ့တော့သူတို့အားစာတက်ကိုကြောင့်လို့ထောက်ပံ့လာဖြစ်တယ်။အခုတော့ကျွန်တော်တို့လက်ထောက်မဆက်တဲ့ပြည်မရသေးဘူး။တိတ်ရက်လာလို့ပေါ့။တကယ်တော့ဘုရားဆက်ဖို့ဆိုတာဆက်ဖို့တော့မရဘူး။ကဲကျွန်တော် အရေးဆွေးနွေးပွဲမှာလွတ်တော်ကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်ကအပြည့်ရလက်နက်ကင်အဖွဲ့အစည်းတွေကိုကားပါမစ်လက်မှတ်တွေပေးတာနဲ့ပတ်သက်လို့လဲဦးအောင်မင်းကဖြေကြားပါဗျာကျွန်တော်တို့အမေရိကန်ကားပါမစ်စီးတွေကိုလည်းပြေးပါတယ် 怎么弄？别人對對啊，多少个家庭们这至少都不了的，那动不了的。怎么弄？什么原没有钱。你晓得你少啊。工人的爸妈是的，但是那那那，我也是有，工人的养老怎么弄啊？多啊，对不那里面工人的爸妈是家庭户，工人也要，老那动不了的，别急了。那个前面的讲话的，说那个。 တော့ကျွန်တော်ကတားပြီးတော့မှဆောက်တယ်ဘာလို့ဒီလိုဖြစ်လဲဆက်လက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်က7 day journey ကိုကိုးကားပြီးအပြင်မှာလူမှုရေးနိုင်ငံရေးဖောက်ပြန်သူတွေမြန်မာပြည်ပြန်လာပြီးနေရာယူတာဝမ်းနည်းစရာကောင်းကြောင်းသူတို့ဟာဒေါ်လာတွေထောင်ပေါင်းချီရကြကြောင်းပြောပါတယ်ဒီအတွက် MPC ဟာပွင့်လင်းမြင်သာမှုဘလောက်ရှိလဲအဲ့ဒီလူတွေဟာကောတကယ်ငြိမ်းချမ်းရေးလိုချင်တဲ့လူတွေလားလို့မေးမြန်းခဲ့ပါတယ် ဒါနဲ့ပတ်သက်လို့လည်းဦးအောင်မင်းကအခုလိုဖြေကြားပါဗျာ။မြန်မာပြည်စတဲ့ကတော့ဘာလို့လဲ။ဒီကနေ့တော့ပြောပြချင်တာ။ ဒါပြင်ဦးအောင်မင်းကငញ្ញံရေးဖြစ်စဉ်အောင်မြင်မှုအတွေ့ကီးပလေယာခေါ်အဓိကတာဝန်ရှိသူတွေဖြစ်ကြတဲ့နံပါတ်1သမရဦးသိန်းစိန်နံပါတ်2လွတ်တော်နာယကဦးရွှေမန်းနံပါတ်3အနေနဲ့ကာကွယ်ရေးဦးစည်းချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့နံပါတ်4တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တယ်လို့လည်းပြောကြားသွားပါတယ်ခင်ဗျာ ရောင်ကျန်လူတန်းမှုနဲ့ပတ်သက်ပြီးတော့ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသားနှစ်ဦးရဲ့မိသားစုတွေနဲ့သူတို့ကိုအကူအညီပေးနေတဲ့ထိုင်းနိုင်ငံပညာရေးနဲ့ဖွံ့ဖြိုးရေးအဖွဲ့ရခိုင်မျိုးသားကွန်ရက်တို့ပူးတွဲပြီးတော့ရန်ကုန်မြန်မာ journalist ကွန်ရက်ရုံးခန်းမှာအောက်တိုဘာ14ရက်နေ့ကသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ RFI ဖွဲ့သားကိုကြည်တင်ပြထားပါတယ်ခင်ဗျာ။ခူရောင်ကျွန်းလူတန်းမှုနဲ့ပတ်သက်ပြီးဖမ်းဆီးခံနေရတဲ့မြန်မာနိုင်ငံသားနှစ်ဦးကိုထိုင်းနိုင်ငံဆိုင်ရာမြန်မာတပ်မတ်ကြီးက ထိုင်းနိုင်ငံရဲ့တရားဥပဒေအတိုင်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီးသူတို့ရဲ့မိသားစုတွေကိုလည်းထိုင်းနိုင်ငံဆိုင်ရာမြန်မာတမ်မတ်ကြီးရဲ့သဘောတူညီချက်အရခေါ်ဆောင်လာတာဖြစ်တယ်လို့ထိုင်းနိုင်ငံပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ FED ကကိုထုချစ်ကပြောပါတယ်ဒီကိစ္စကိုကျွန်တော်တို့ကဘယ်လိုမျိုးအကူအညီပေးဖို့ဆိုတော့ကျွန်တော်တို့ကအချက်လက်လိုပါတယ်အချက်လက်ကလည်းကျွန်တော်ကျွန်တော်တို့ရှေ့ကအစောကပြောတဲ့ဒီအမှုကျိုးလို့လည်းတော့တမခံထားတဲ့ညီလေးတစ်ယောက်ရဲ့သူတို့သူတို့အစိုးရကတော့ပဲတက်တည်ရဲ့ ကျွန်တော်တို့အဲ့ဂျွန်းထဲမှာနေတဲ့ကျွန်တော်တို့မြန်မာပြည်သားတွေညာရှိတယ်။တိနိုင်တဲ့လူတွေကျွန်တော်အင်တာဗျူးလုပ်တယ်။ပြီးတော့ထိုင်းလူမျိုးတာဝန်ထိုင်းလူမျိုးတွေလည်းကျွန်တော်တို့မေးမြန်းတယ်။ထိုင်းအစိုးရမဟုတ်တဲ့ထိုင်းဖွဲ့စည်းတွေနဲ့လည်းကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့မြေပြင်မှာတွားပြီးတော့လေ့လာတွေ့ရှိချက်အရာဒီကိစ္စဒီဒီကလေးတွေဒီတိုက်ရိုက်ပတ်သက်တဲ့အမှုမဟုတ်ဘူး။သူတို့တွေကတရားတစ်ဖြစ်တစ်စားခံလောက်ခံထိထားတယ်လို့ကျွန်တော်တို့အနေနဲ့ယုံကြည်တယ်။ ထိုင်းနိုင်ငံမှာဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသား၂ဦးရဲ့မိသားစုဝင်တွေထိုင်းနိုင်ငံသွားရောက်ဖို့ကုန်ကြစရိတ်အတွက်ပြည်တွင်းပြည်ပအလှူရှင်တွေပါဝင်လှူထမ်းနိုင်အောင်ဗန်နာရေးကော်မတီဖွဲ့စည်းဆောင်ရွက်ပေးသွားမယ်လို့ရခိုင်မျိုးသားကွန်ရက်ဥက္ကဋ္ဌဦးတင်ထူအောင်ကပြောပါတယ်ကျွန်တော်တို့ဒီဗန်နာရေးကော်မတီနဲ့ကျွန်တော်တို့ဘဏ်အကောင့်ကိုလည်းကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီမြန်မာနိုင်ငံကအကောင့်တစ်ခုထားမယ်နောက်ပြီးတော့နိုင်ငံခြားယင်းဒီနိုင်ငံခြားဘဏ်အကောင့်တစ်ခုဖွင့်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီဟာကိုလက်ခံပြီးတော့ဆောင်ရွက်သွားမယ်လို့ကျွန်တော်ဒီကပြောနေတယ် ဲတော့ကျွန်တော်တို့အနေနဲ့အားလုံးမီဒီယာတွေလည်းပြောနေတာကဒါကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာဖြစ်တယ်လို့ကျွန်တော်တို့အားလုံးရဲ့နိုင်ငံသားအားလုံးအနေနဲ့ဒီကိစ္စကိုခုပေါင်းပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လူမျိုးတစ်မျိုးရဲ့အရေးကိစ္စလည်းမဟုတ်ဘူးထိုင်းနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ကိုစုံဝင်းထွန်းရဲ့ဖခင်ဦးထွန်းထွန်းထိုက်ကသူတို့သားရဲ့အချင်းစာရေးတိုက်နဲ့ပတ်သက်ပြီးတော့လေမီဒီယာတွေကိုအခုလိုရှင်းလင်းပြောပြပါဗျာ ရောသားရံငယ်စဉ်ကောင်းကြီးကလေးဘဝတွေကရောမာလေးစိတ်ဓာတ်တက်တာကိုဉာဏ်တွေ့ပြီးရုပ်ရှင်မှန်းမရှိဘူး။ရောအားသာသမားတဲ့ကဘောရင်းမဟုတ်ဘူး။ရောသားရဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဖြစ်နိုင်ဘူးလို့ပြောချင်တာ။ကြည့်ပါကျွန်တော်သားရုပ်လေးကဒီလောက်လေးရှိနေတဲ့ခွေးကဒီဒီတွေကဒီလောက်ဒီဒီပြည်ရင်သားပါတဲ့လောက်ဒီလူမျိုးကိုတတ်ဖို့ဆိုတာဖြစ်နိုင်မှာဖြစ်နိုင်လို့ဆိုတော့ကျွန်တော်တို့ငြင်းပါလေကြည့်လို့ကြည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ကဖမ်းဆီးခံထားရတဲ့မြန်မာနှစ်ဦးကိုလူ့ခွင့်ရေးအပြည့်အဝရရှိအောင်ဆောင်ရွက်ပေးဖို့ထိုင်းနိုင်ငံအမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌကိုမနေ့ကတိုက်တွန်းခဲ့တယ်လို့သိရပါဗျ။ဒီမှုနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံတရားရုံးအထောက်အထားမပြည့်စုံတာကြောင့်ဆိုင်ငံထားပြီးတက်ဆိုင်ရာထိုင်းနိုင်ငံရဲအဖွဲ့ကအမှုကိုမနေ့ဖန်တရားရုံးကိုတင်သွားမှာဖြစ်တယ်လို့သိရပါဗျခင်ဗျာ။ဒါကတော့ကိုကြီးတင်ပြတော်တာဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းတက္ကသိုလ်ကျောင်းသားတွေဦးစီးတည်ထောင်ခဲ့တဲ့လူပောင်စစ်ဒီမိုကရက်တစ်ပါတီ26နှစ်ပြည့်အခမ်းအနားတွေကိုရန်ကုန်သင်္ကန်းကျွန်းမြို့နယ်ဓမ္မဘီယာကျောင်းတိုင်းနဲ့မင်္ဂလာတောင်ကျွန်းမြို့နယ်မြမကိုရင်လမ်းတို့မှာကျင်းပခဲ့ကြပါတယ်။ RFI သတင်းတော်ကိုမျိုးစော်ကိုစူးစီးတင်ပြထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်ဓမ္မပီယာကျောင်းတိုင်းမှာကျင်းပတဲ့လူပောင်တီဒီမိုကရက်တစ်ပါတီရဲ့26နှစ်ပြည့်အခမ်းအနားကိုဌာနချုပ်ဥက္ကဋ္ဌဦးအောင်မိုးစောကဦးဆောင်ခဲ့ကြပါတယ် ကွန်ထရိုးလုပ်ထားတဲ့သူတွေကစေတနာတတ်မယ်အတိုက်ခံတွေတဘုံမစီအင်အားစုတွေကလည်းညီညွတ်ညွတ်နဲ့ရုံရတန်ကြောင်းတောကြမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကတဘုံမစီရဲ့အတွက်ပူပြောင်းရေးကိုညံ့ညံ့ရောက်နိုင်တယ်လို့ကျွန်တော်တို့ယူဆခဲ့တော့ control လုပ်ထားတဲ့ပုံစံတွေမှာလည်းအမြင်မျိုးမျိုးယူဆမျိုးမျိုးပိုပြီး control လုပ်ခြင်းတဲ့သူတွေကများနေလို့ ထားပါတော့ဒီကိစ္စကကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေထဲမှာရောကျွန်တော်တို့တိုင်းသားအင်အားစုတွေထဲမှာရောညီညီညွတ်ညွတ်စုစုစည်းစည်းနဲ့ဒီနေ့အချိန်တွေကိုစောက်ကန်ပြီးတော့ရုံးနေကြလားကန်နေကြလားတွန်းနေကြလားဆိုတဲ့ဘေးပေါ်မှာလည်းတပြိုင်တည်းမှာရှိကြတယ်။အဲ့အချိန်တစ်ခုစလုံးဟာကျွန်တော်တို့အတွက်တော့အားရစရာတိတ်မကောင်းဘူး။ ဒီကနေ့ခန်းသားမှာအလုတ်သမားလေသမားနဲ့ကျောင်းသားတွေလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဖြေရှင်းပေးဖို့နဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့တိုက်တွန်းကြောင်းလူပေါင်းတီဒီမိုကရက်တစ်ပါတီကသဘောထားကြေညာချက်တရထုတ်ပြန်ခဲ့ပါတယ်။အားလုံးပါဝင်တဲ့အမျိုးသားဒီတော်စုဒီလာကိုင်းတို့ကျင်းပါရေးဆိုတဲ့ပေးစာကြီးကဒီနေ့ဒီကျွန်တော်တို့လမ်းစာရှာလို့မရတဲ့အခြေအနေမျိုးရှိနေပါလေ။ဒါကြောင့်လဲကျွန်တော်ဒီနေ့ဆွေးနွေးနိုင်ရင်တော့ မိပေးလမ်းပြအနေနဲ့အကြံကောင်းညံတော်ဒီနာရတော့ရနိုင်တယ်လို့ကျွန်တော်ညွှန်လိုက်ပါတယ်ညီညီလေးတို့ပြောကြတယ်ဘွဲထားတယ်ဖြစ်ဆက်ဆက်ပါညီညီတို့ပြောတယ်ဘွဲထားတယ်အဲ့တော့ကျွန်တော်တို့ဒီမိုကရေစီရဲ့သဘောမှာကြားတဲ့အခါကျတော့ညီညွတ်ဆရာဘုရားညီညွတ်ဆရာဘုရားဒါပေမဲ့ရေးကြည့်တာပါလဲဆိုတော့ကျွန်တော်တို့ mutual respect mutual understanding တိတ်ရေးကြည့်တယ်အပြန်အလှန်နားလည်ဖို့နဲ့အပြန်အလှန်လေးစားဖို့ပါအဲ့ဒါကျွန်တော်တို့ကစမှာရေးကြည့်လို့မရဘူး မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားသမက္ကများအဖွဲ့ချုပ်ဥက္ကဋ္ဌကိုကျော်ကူကူကအစိုးရရဲ့လက်ရှိဆောင်ရွက်နေမှုတွေကိုနိုင်ငံရေးအင်အားစုတွေအနေနဲ့ဖိအားပေးဖို့လိုအပ်ကြောင်းပြောပါတယ်။လူ့ဘောင်တေဒီမိုကရက်တစ်ပါတီကို1988ခုနှစ်အော်တိုဘာလ14ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တွေဥဆောင်ထီထောင်ခဲ့တာဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြီးရင်ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်ခဲ့ပါတယ်။1990ရွေးကောက်ပွဲနောက်ပိုင်းပါတီဝင်အများပြားဖမ်းဆီးခံခဲ့ရသလိုပါတီဌာနချုပ်ယုံကိုလည်းထိုင်းမြန်မာနယ်စပ်ကိုပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရပြီးပါတီဥက္ကဋ္ဌအဖြစ်ဥအောင်မိုးစောကတာဝန်ယူခဲ့ပါတယ်။အစိုးရတက်လာပြီးနောက်ပိုင်းပြည်ပမှာအခြေဆိုင်ခဲ့တဲ့ဥအောင်မိုးစောဥဆောင်တဲ့ပါတီဝင်တွေဟာ ပြည်တွင်းမှာပါတီပြန်လည်တည်ထောင်ဖို့ရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်လျှောက်ထားခဲ့ပါတယ်။အလားတူလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့တခြားကောင်းဆောင်တဦးဖြစ်တဲ့ကိုစီယာကလည်းအချင်းဆောင်တွေကနေပြန်လည်လွတ်မြောက်လာတဲ့ပါတီဝင်ဟောင်းတွေကိုဦးဆောင်ပြီးလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအမည်နဲ့ပဲပါတီသစ်တစ်ခုတည်ထောင်ခဲ့ပါတယ်။ဒီကနေ့ကြောက်ရွံ့တဲ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့26နှစ်မြည့်အခမ်းအနားကိုကိုစရဦးဆောင်တဲ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကရန်ကုန်မြို့မင်္ဂလာတောင်ညွတ်မြို့နယ်မြမကုံကြီးလမ်းမှာ အခမ်းအနားကျင်းပခဲ့ပါတယ်ခင်ဗျာအကြီးသေးမပြည့်မီတဲ့တရုတ်မုန်နေဟာအခုဆိုရင်မြန်မာနိုင်ငံကဈေးကွက်ထဲကိုအများပြားဝင်ရောက်နေပြီဖြစ်ပါတယ်ဒီအဆင့်အတန်းမမီတဲ့တရုတ်မုန်တွေကိုကြောင်းဈေးတွေမှာရောင်းချနေကြတာရှိပါတယ်ဒီကြောင်းတွေကို RFA သတင်းတော်ကိုကျော်စောဝင်းတင်ပြထားပါတယ်ခင်ဗျာတရုတ်စာတန်းပါမုန်တွေအပါဝင်စားသုံးရန်မသင့်တဲ့မုန်တွေဟာအခုဆိုရင်မြမစားတော့ကုန်ဈေးွက်ထဲကို များပြားစွာရောက်ရှိနေပါပြီ။ ါတွေကတော့ဒီနိုင်ငံခြားမှာမလေးတို့ထိုင်းတို့တရုတ်တို့မှာခွေးတွေကြောင်နေကြွေးတဲ့အစာလို့ပြောတာပဲပီကယ်တွေကြတော့သူကပလတ်စတစ်တို့ရာဘာတို့နဲ့လှုပ်ထားတာသူမှာကင်ဆာဖြစ်စေတတ်တဲ့တိုက်တေနီယံဆိုတဲ့ဓာတ်တစ်မျိုးပါတယ်ကလေးတွေကပီကယ်တွေလုံးဝမစားတဲ့ဒီဒီပီကယ်တွေကတော့တရုတ်ကလည်းဝင်တယ်ယူရီးယားဘက်ကလည်းဝင်တယ်ပေါ့တစိပ်ပေါင်းစုံနဲ့လာတယ်ဒါမန္တလေးကတရုတ်တွေအများအပြားလှုပ်ချတာပေါ့ဒါတွေကိုစားပြီးတော့မေဒီလာကလေးတွေ ဆိုင်ရောင်တာတို့ရှားပေါ်မှာအကြီးကြီးဘူးတွေပေါက်တာတို့ညနာတွေပါဇက်တွေထဲမှာနှခမ်းတွေမှာအနာတွေဖြစ်တာတို့တတ်တလို့ဖြစ်ကြတယ်။ရည်ကြီးစားသုံးလို့ရှင်တော့ဒီကောင်ဆိုင်နဲ့ဥလန်ချောင်းကန်ဆာတွေကိုဖြစ်စေတတ်ပါတယ်။ဒါတွေကတရုတ်စာတန်းပါတယ်။တရုတ်နယ်ဇက်ကဝင်လာလားမန်လေးရတရုတ်တွေလောက်တာလားဆိုတာတော့ဆရာတို့မသိဘူး။ sugar content ပေါ့။ဒါကြောင့်ပမာဏတော်တော်မြင့်နေ။အဲ့တော့ကလေးတွေအဝါလုံးယောဂါနဲ့စီဂျိုယောဂါတွေကိုဖြစ်စေတတ်တယ်။ဒါလည်းတရုတ်စာတန်းပါတဲ့ဟာလေးပါပဲ။တောက်ငယ်ချင်းဒီမုတ်လေးကိုစားတာ။သူက ိုင်မုံသားတော့တခြားအာလူကြုံမစားပေါ့သူကဝယ်စားတာမနဲ့ပိုင်းမှာဝယ်စားတာညနေလေးရလို့ရအောင်သူ့မှာအိမ်မှာလေးဝမ်းလျှော့တာခဏခဏနေလာပြီးဝမ်းလျှော့လိုက်နေတာဒါသူ့စိုးဝလာခေါ်တာသူ့အမဝမ်းနေလျှော့နေတာအယောင်လေးလက်လာလေးလုပ်တာတော့လေအယောင်လောက်စားနေမှာတချို့ကျောင်းတွေမှာတော့အဲ့လိုမုတ်ပဲတေးသားတွေကိုရောင်းချဖို့ပိတ်ပင်ထားပါတယ်ကလေးတွေဟာ အိမ်ကနေကြောက်ရောက်တာနဲ့ကျောင်းရဲ့မုံစည်းတန်းဟာကလေးတွေအတွက်အဓိကအရေးပါတဲ့စပိုဆောင်ပဲဖြစ်ပါတယ်အဲ့တော့ကလေးတွေကျောင်းမတက်မီကလေးတွေကျောင်းဆင်းချိန်မှာကျောင်းမုံစည်းတန်းမှာကျမ်းမာရေးနဲ့ညီညွတ်တဲ့မုံတွေကိုရောင်းချဖို့ကျောင်းကျမ်းမာရေးကြီးကြပ်ရေးကော်မတီကနေပြီးတော့နေ့စဉ်နဲ့များစစ်ဆေးပါတယ်အထူးသဖြင့်တော့နောက်ပိုင်းမှာကျမ်းမာရေးဝန်ကြီးဌာနလက်ညွှန်ချက်အတိုင်းပေါ့နော်တရုတ်ဒစိမ့်နဲ့နော်တရုတ်နိုင်ငံတရုတ်စာဒစိမ့်နဲ့ပါတဲ့မုံတွေဟာ အဲအမျိုးမျိုးဝင်လာတယ်တရနေပြီးတော့မနေ့ဆိုရင်ပဲပြုံးနဲ့ထမင်းကျွေးတယ်ကျောင်းပေးလို့ရှိရင်သူကသူကိတ်မှုတ်လေးပါလေအဲ့လိုဟာမျိုးလေးတွေထည့်ပြီးတော့ဗောနော်တရုတ်မှုတ်ကအရင်ကတိတ်မှမရောင်းတာမရောင်းဆိုတာတရုတ်မှုတ်ကပေါ့လဲပေါ့တယ်လေဒီကသူကမြက်ကတာကတော့ဘယ်လိုလဲ200ရင်300တော့ရောင်းတော့တရာတော့မြက်တယ်ဒါပေမဲ့တိတ်ပြီးအရောင်းမတွေ့ဘူးဒါကြတော့လူစားများတယ်လေမိဘတွေကလည်းဟိုဝယ်စားကြတယ်ဒီမှုတ်တွေကြတော့ယုံကြည်စိတ်ဆရတယ်လေ authority ရှိတာက FDA တက်ခွဲခန်းပဲပေါ့ FDA တက်ခွဲခန်းက ြီးညာတာကပဲဒါတရားဝင်နေတဲ့ပုံစံမျိုးသူတို့ပြောကြတယ်ပေါ့အစိုးရဘက်ကအဲ့တော့အခုတရုတ်ကလည်းအခုလောလောဆယ်ဒီတရုတ်တန်ရုံကနေပြီးတော့ဗမာနိုင်ငံသားရေးဝန်ကြီးဌာနကိုစာပို့ထားတာရှိတယ်အဲ့ဒါဒုဝန်ကြီးစီကိုတရုတ်မုံနေတရုတ်မုံနေနဲ့ပြောကြတယ်ပေါ့နော်ဒါဘာတွေလဲပေါ့ဘာတစိုက်တွေလဲအဲ့ဒါသူတို့နိုင်ငံဝင်တာတွေကဟလာဘဲကုမ္ပဏီကထုတ်တာလေးလဲသူတို့လည်းတကယ်အန္တရာယ်ရှိတယ်ဆိုရင်သူတို့အနေနဲ့တားဆီးပေးမယ်ပေါ့နော်အဲ့တော့ဒီသူတို့တရုတ်ပြည်က တွင်းတဲ့ဟာတွေလည်းရှိတယ်။မန္တလေးကတရုတ်တွေထုတ်တာတွေလည်းရှိမယ်။ဘယ်မုံနေရအန္တရာယ်ရှိတယ်ဆိုတာကိုခုနပြောသလိုဟလာသူတို့တရုတ်ပြည်ကိုလည်းပြန်ကြားပေးရမယ်။ဒီဗမာပြည်သူလူတွေလည်းသိအောင်လုပ်ရမယ်။အဲ့ဒါအဓိက FDA ရဲ့တာဝန်ရှိတယ်။တနည်းမှတစ်ခုနှစ်ခုလောက်ပဲကြေညာပေးမယ်ဆိုလို့ရှိရင်တော့ဒီလောက်စိတ်တွေ brand တွေအများကြီးနဲ့ဟလာဈေးကွက်မှာရောက်နေတာဘလို့မှဒီအန္တရာယ်ကိုတားဆီးနိုင်မှာမဟုတ်ဘူး။ FDA အနေနဲ့တပတ်ကိုမုံ၃လေးမျိုးလောက်တော့တက်ခွဲကမ်းမှာစစ်ဆေးပြီးမစားသုံးတဲ့အောင်မီဒီယာကနေကြေညာပေးတဲ့နယ်လို့ အဲ့ဒီတရုတ်မုံတွေကိုတရုတ်မြန်မာနယ်စပ်ကတင်သွင်းတာတွေရှိသလိုမန္တလေးမူဆယ်စတဲ့မြို့တွေကတနိုင်တပိုင်းထုတ်လုပ်ရောင်းချနေတာတွေလည်းရှိတယ်လို့သိရပါတယ်ခင်ဗျာအခုဆက်ပြီးတော့ထုတ်လုပ်မှာကတော့ RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တို့ဝိုင်းတော်သူမခင်ခင်အေးစူးစီးတင်ပြထားပါတယ်ခင်ဗျာ င်္ဂလာပါရှင်။ RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ကနှုတ်ခွန်းဆက်ပါတယ်။ဒီတစ်ပတ်အစီအစဉ်မှာအရင်ဆုံးရှမ်းပြည်နယ်ကရင်ဖွင့်တဲ့ကိုတင်ပြပေးမှာပါ။ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆယ်မြို့မှာတဲ့လေမြေတိမ်းဆဲခံရတဲ့နဲ့ပတ်သက်လို့ဆောင်ရွက်နေတဲ့တောင်သူတွေထောင်ကျနေတဲ့ကိစ္စနဲ့တိမ်းထားတဲ့ရာမြေတွေပြန်ရရေးအတွက်ဩဂုတ်လ22ရက်နေ့ကတကူတော်ဆန္ဒပြခဲ့တဲ့အမှတ်၅ကြေးရွာက ဥမောင်ညိုဆိုသူကိုတဲ့ရဲစခန်းကပုံမှန်ဆက်ရှင်နဲ့ခေါ်သွားပြီးတရားစွဲခဲ့ပါတယ်တဲ့အဲ့ဒီဆန္ဒပြတဲ့ရက်မှာမဖမ်းသေးဘဲနဲ့နောက်လစက်တင်ဘာ26ရက်နေ့မှာတရားရုံးကိုတင်တဲ့အခါမှာပုံမှန်ဆက်ရှင်ကနေပုံမှန်905ခါခွေပြောင်းပြီးနိုင်ငံတော်ကြီးညိုပြည့်စင်မှုပုံမှန်နဲ့အချုပ်မှာထိမ့်သိမ်းထားခဲ့ပါတယ်တဲ့ပုံမှန်905ခါခွေပြောင်းလိုက်တဲ့အတွက်အာမခံလည်းမရခဲ့ပါဘူးတဲ့မိသားစုတွေနဲ့လည်းတွေ့ခွင့်မပေးခဲ့ပါဘူးတဲ့ သူဟာတောင်သူတွေရဲ့အရေးကိုသာဆောင်ရွက်တာဖြစ်ပါတယ်တဲ့သူမိသားစုဆိုရင်လည်းသူပဲချမ်းကျော်ရောင်းလို့ရတဲ့ဝင်ငွေနဲ့ရပ်တည်နေရတာပါတယ်အခုတော့မိသားစုစောင့်ဝေးနေရေးတော်တော်လေးခက်ခဲပြီးအတ္တိဒုက္ခရောက်နေရပါတယ်ဆိုတာနိုင်ငံတော်ကြီးကများတည်ရန်တင်ပြပါသည်ဆိုပြီးရေးလာပါတယ်ရှင် AR တိုင်းကရေးဖွင့်လာတာတွေကိုလည်းပြောပြကြပါမယ် အင်အောင်တီတိုင်းဒေသကြီးကြိုက်လက်မြို့နယ်ဒဝဲမင်းကျေးွာကလယ်သမားတွေဟာတဲ့မြို့နယ်တရားသူကြီးကိုအမှုအတွက်ငွေကြေးပေးခဲ့ရတယ်လို့တရားသူကြီးကထောင်ထံတွေပြင်းပြင်းထန်ထန်ချမှတ်တာကိုလည်းခံနေရပါတယ်တဲ့24ရက်8လပိုင်းကတောင်သူ10ဦးကငွေ2သိန်းသူ့ကိုနေအိမ်မှာတွားရောက်ပေးခဲ့တယ်လို့တခါ24ရက်နေ့6လပိုင်းမှာကိုအောင်မင်းရွှေဆိုသူညီကိုက2သိန်းခွဲနဲ့ ဦးမြိုင်စိန်ဆိုသူက9000ပေးခဲ့ရပြီးနိုင်ပိုင်းအတွက်မှာပဲအဲ့ဒီကိုအောင်မင်းရွှေနဲ့ညီကိုကိုထောင်တန်းတစ်နှစ်စီနဲ့ဦးမြိုင်စိန်နဲ့ဒေါ်သိန်းသန်းအေးတို့ကိုထောင်တန်း6လချမှတ်ခဲ့ပါတယ်တဲ့ငွေကြေးတောင်းခံပြီးထောင်တန်းလည်းပြင်းထန်စွာချမှတ်ခဲ့တဲ့တရားရေးအရာရှိကြီးကိုတဲ့အထက်လူကြီးတွေမှစုံစမ်းစစ်ဆေးဆောင်ရွက်ပေးပါရန် RFA မှတစင်တိုင်ကြားပါသည်လို့ဆိုလာပါတယ်ရှင် AR တိုင်းကနောက်ထပ်ရင်ဖွင့်တဲ့တစ်ခုကတော့ ဒီဒီအမျိုးနဲ့တမျိုးလုံးပါတဲ့နာကိမုံတိုင်းကြောင့်လူအများဆုံးသေလက်မြေတွေအများဆုံးပျက်စီးခဲ့ရတဲ့တောက်ကြကြီးရွာအုပ်စုနဲ့ကန်စိတ်ကြီးရွာအုပ်စုဒေသတွေဟာတဲ့ပင်လယ်ဒီရေရောက်တဲ့ဒေသတွေဖြစ်လို့အောင်ရေဖမ်းချိန်ကစပြီးစပားရင့်မဲ့ရိတ်သိမ်းချိန်အထိထိမ့်ညှိလုကန်ရတဲ့တမိုးတတိစားဒေသတွေဖြစ်ပါတယ်တဲ့ຫນွေຕົກມູຊໍຍາແດຕະມັນຫນွေໂນນິສິນນິຕາຍຕົກລາແກຍາກະດີນິຕະມັນຕົກໄປແມ່ອິນດຈີຍາຕະມັນຫນွေໂລົ້ມບໍ່ໄປແດອັດແດ စပါတင်းရေ9သိန်းခန့်ဟာပင်လယ်ဆန်းငယ်ရေနစ်မြုပ်ပျက်စီးရမယ့်အခြေအနေကိုရောက်နေပါတယ်တဲ့သူတို့လယ်သမားတွေဟာတဲ့ဒုတိယအကြိမ်တတိယအကြိမ်နာခေတ်ဒန်တင်ဘဝမျိုးကြုံတွေ့ရပြီးဆင်းရဲမွဲတေဘဝကရုံမထွက်နိုင်ဖြစ်ရပါတော့မယ်တဲ့ဒါကြောင့်အချိန်မီအင်တမန်တွေတုံနိုင်ဖို့အရေးလေးစားစွာတိုင်ကြားအပ်ပါသည်လို့ရင်ဖွင့်လာပါတယ်ရှင်အခုရန်ကုန်တက္ကသိုလ်လှေလော်သင်းနဲ့ပတ်သက်ပြီးရေးလာတာကိုပြောပြမှာပါ စီးပွားရေးတက္ကသိုလ်ပမုခချုပ်ဆရာနဲ့ကျောင်းသားတွေဥဆောင်တဲ့ရန်ကုန်တက္ကသိုလ်များလှေလောအသင်းအမှုဆောင်အဖွဲ့ဟာတဲ့အသင်းရဲ့စီကံတွေအစဉ်လာတွေကိုလစ်လျူရှုပ်ပြီးမမှန်မကန်ပြုလုပ်နေလို့အသင်းရဲ့ဂုဏ်သိက္ခာကျဆင်းနေရပါတယ်။ဒီအဖွဲ့ဟာအသင်းအတွက်လေရေးစင်တွေကိုရွေးချယ်ရမှာပြိုင်ပွဲတွေမှာအနိုင်ရခဲ့တဲ့လူတွေကိုခြံထားခဲ့ပြီးပြိုင်ပွဲမဝင်ခဲ့တဲ့စီးပွားရေးရလူတွေကိုပနာမလေရေးစင်အဖြစ်နဲ့ရွေးခဲ့ပါတယ်တဲ့။ ဒီထက်ဆိုတာက တက္ကသိုလ်ကလည်းမဟုတ်အသင်းဝင်လည်းမဟုတ်တဲ့အမျိုးသမီးတဦးကိုတက္ကသိုလ်ကျောင်းသားကလုပ်ပြီးတော့လရေစင်အဖြစ်ရွေးချယ်ခဲ့တာပါတဲ့လှေလော်အသင်းကြီးရဲ့ကောင်းကျိုးအတွက်ဒီလိုမတရားလုပ်နေတဲ့စီးပွားရေးကအမှုဆောင်အဖွဲ့ကိုအမြန်ဆုံးဖယ်ရှားပေးပါတဲ့လရေစင်အသင်းကိုလည်းအနိုင်ရရှိထားတဲ့အသင်းသားတွေနဲ့ဖွဲ့စည်းပေးပါလို့ဒီနေရာကနေတင်ပြလိုက်ရပါသည်ဆိုပြီးရင်ဖွင့်လာပါတယ်ရှင်အေယာဝရီတိုင်းဘက်ကနောက်ထပ်ရင်ဖွင့်လာတာကိုလည်းတင်ပြပေးချင်ပါသေးတယ်။ အောက်တိုဘာလ2ရက်နေ့နေ့လယ်ကတဲ့သမရာကြီးရဲ့မိန့်ခွန်းကိုနားထောင်ရပြီးတော့ရင်ဖွင့်ကျင်နာလေးတွေကိုပြောပြကြပါတယ်တဲ့စီအစိုးရခက်ကနေပြီးတင်ဆဲထားတဲ့လေယာမြေတွေကိုပြန်လဲတောင်းဆိုတာတိုင်းဒေသကြီးအစိုးရအစဉ်စဉ်ကိုအုပ်ချုပ်ရေးပိုင်းကိုစားနဲ့လဲတင်ပြတောင်းဆိုခဲ့တယ်လို့လူကိုယ်တိုင်လဲတောင်းဆိုခဲ့ပါတယ်တဲ့စစ်ဆေးပြီးတဲ့လေယာမြေတွေကိုပေးပါမယ်လို့နှစ်သိမ့်စကားသာပြောခဲ့ပေမဲ့လည်းဒီနေ့ထီမရရှိသေးပါဘူးတဲ့ဒီကိစ္စကိုသမ္မတကြီးသိရှိဆောင်ရွက်ပေးနိုင်ရန်တင်ပြလိုက်ရပါတယ်လို့ဆိုလာပါတယ်ရှင် ီဒီပတ် RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ကိုဒီမြနဲ့ရနာခွင့်ပြုပါရှင်ကြည့်ရှုကြတဲ့အတွက်ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်2014ခုနှစ်အော်တိုဝါလာတတိယပတ်အတွက် RFA သတင်းမဂ္ဂဇင်းစီစဉ်လဲဒီမှာပဲပြီးဆုံးပါပြီခင်ဗျာကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ